ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကျူလှနဲ့မင်းအောင်လိုက်မြန်မာပြည်မှာနှစ်ယောက်တည်းကြံပါစေအာနာရမှုရေးကြည့်တည်ကျူရမခင် မင်္ဂလာပါရှင်အခုကြောင်ရတဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါအောင်ရှင်ကျွန်တော်ကလူတွေလမ်းမမှာအိတ်နေကြတယ်မအိတ်ရလို့ Heavy lifting equipment and their calls haven't even been answered. And I think That is for the enormous frustration. These guys are volunteers. This is the government. အားလုံးပဲမင်္ဂလာပါအခုပဲသတင်းတစ်ခုကျမမဘေးနားမှာဖတ်နေလို့ကျမတခါတည်းပြောချင်ပါတယ်เนาะနန်းစီဒီယံဝန်ထမ်းနေသူ့ရဲ့နေပြည်တော်မှာเนาะအဘဘောမနေတဲ့အုပ်စုတွေသူတို့ကိုလာစားမဲ့ခွင့်ပေးလိုက်ပါတယ်တဲ့ဘာကြောင့်လဲဆိုတော့သူတို့နေရထိုင်ရသူတို့ရဲ့ရုံးခန်းတွေလည်းပြက်စီးသွားပါတယ် ။နောက်သူတို့တက်ရမယ့်ယုံတွေလည်းပြက်စီးသွားပါတယ်။အဲ့တော့သူတို့လမ်းဘေးမှာဒီတိုင်းပဲဖြစ်နေမယ့်အစားသူတို့တချို့တွေအဲ့မှာအိမ်နေနေနေရဘယ်လိုလုပ်မလဲ။အဲ့အိမ်မရှိဘဲဘဲအိမ်ကိုပြန်။ဟုတ်အဲ့ကျန်းအဲ့လမ်းမှာပဲနေရလေအဲ့ဒီခုမန္တလေးရောအိမ်နေပြီးတော့ပတ်တာလို့ပြအဲ့တော့နန်းကြီးတုတ်ဆိုတော့ကျမတို့မှာတော်တော်စဉ်းစားလိုက်ရတယ်။နန်းကြီးတုတ်ဝန်တန်းနေနေပြီးတော့မှရှိတဲ့နန်းကြီးတုတ်ဝန်တန်းတွေကိုအဘမင်းအောင်လိုင်ရနေပြီးတော့တဲ့။အဲလဆာမဲအိမ်ပြန်ခိုင်းလိုက်ပါတယ်တဲ့။ဘာကြောင့်လဲဆိုတော့ တို့တက်မဲ့ယုံတွေကလည်းပြိုသွားပြီးတော့တဲ့เนาะဒါသတင်းတွေကထိန်ချန်ထားပါတယ်တို့တက်မဲ့ယုံတွေကလည်းပြိုသွားပြီးတော့တို့နေရတဲ့ဝန်ထမ်းအိမ်ယာတွေလည်းပြတ်သွားပါတယ်အဲ့ဒါကိုလစာမဲ့တယ်အမှန်တကယ်ကအဘဘောမနေတဲ့လက်ကျန်လူတွေကလစာရရမှာကိုလစာမဲ့ဆိုပြီးတော့အိမ်ပြန်ခိုင်းလိုက်ပါတယ်တဲ့เนาะဒါနေပြီးတော့သတင်းရက်ွက်ကနေပြီးတော့အဲသတင်းတစ်ခုတက်လာလို့ပါနောက်တစ်ခုက သူသွားနေခြင်းနဲ့သမရအိမ်တော်ကြီးကလုံးဝလုံးဝပြုတ်စည်းသွားပါပြီလို့เนาะအဲ့တော့ရှင်နမိတ်တွေအတိတ်တွေနမိတ်တွေနဲ့စအောင်ပြီးတော့เนาะဆက်ကြဝရင်းမင်းအတုလားမသိအစ်စ်လားမသိပူတင်ဘောသွားမှပြီးပြန်လာပြီးတဲ့တကာလမှာဒီလိုမျိုးဖြစ်တယ်ဆိုတော့เนาะရေကောက်ပွဲကိုတော့ तू ကမဖြစ်မနေစူးစမ်းမှာပေါ့ तू ကနှမျိုးနှမျိုးနဲ့ပဲနိုင် तू ကရေကောက်ပွဲလုံးဟုတ် तू ကသူပဲနိုင်မှာပါနော်တမျိုးနဲ့ပဲသူ့သူ့မိန်းမနဲ့သူနဲ့နှစ်ယောက်တည်းမဲရွေးရင်လည်းသူပဲနိုင်မှာပါအဲ့တော့ သူကတမရယူနေတာဖြစ်တဲ့အတွက်သူ့ကိုကျမတို့ဒီတိုင်းထိန်ချန်ထားလို့မရပါဘူးလို့เนาะအခုဒါနေပြည်တော်ကတည်င်းမှာ နေပြည်တော်မှာရှိတဲ့เนาะနေပြည်တော်မှာရှိတဲ့နန်းကြီးတုတ်တွေကိုတဲ့အိမ်ပြန်ခိုင်းပါတယ်တဲ့အဲလာဇာမဲတဲ့လာဇာမဲနဲ့အိမ်ကိုပြန်ခိုင်းပါတယ်တဲ့နေပြည်တော်ကနန်းကြီးတုတ်တွေကိုတဲ့เนาะသူတို့တတ်မဲ့ယုံနေလဲပြက်သွားသလိုသူတို့နေနေရတဲ့သူတို့ရဲ့အဆောင်တွေလဲပျက်စီးသွားပါတယ်လို့เนาะဒါနေပြည်တော်တည်င်းမှာ တော့ကျမတို့ပြည်သူတွေဒီလိုသစ္စာမရှိဂရိမတိကိုယ့်ရဲ့ဝန်တန်းတွေကိုတောင်မှနော်နေရာထိုင်ခင်းလေးတောင်မှမပြုစုမဆောင်ရှောက်နိုင်တဲ့ဒီလိုတော့မမင်းဘောမမင်းဟိုကျမတို့ပြည်သူတွေဒီလိုပဲဆက်ပြီးတော့အညံ့ခံနေမှာလားလို့နော်နောက်တစ်ခုကဒီငလင်ကိုဦးစားပေးတာတော့ဦးစားပေးကြပါတော့ကျမတို့ရဲ့တော်လိုင်းရင်ညီကိုတွေကိုလည်းအာယုံစိုက်ထားပေးပါလို့နော်ဆက်ပြီးတော့ပဲအာယုံမင်္ဂလာပါရှင်မင်္ဂလာပါ နောက်ပြီးတော့ဒီအမေရိကန်ကတော့သာသနာပြုဖုံကြီးကနေ ပြီးတော့လွတ်တဲ့အဲဆေးကူတာကြီးအဖွဲလဲအမေရိကန်နေထွက်သွားပါပြီအမေရိကန်မြန်မာပြည်ကိုသူတို့ရဲ့ private jet လေးနဲ့ထွက်သွားပါပြီနောက်တစ်ခုဟိုရှင်းပြီးပါလားပြီးပါလားဟုတ်စားရအများကြီးရပါလား Okay good job အဲ့တော့အာနေပြည်တော်မှာရှိတဲ့เนาะသူ့ရဲ့ဝန်ထမ်းတွေကို အိမ်ပြန်ခိုင်းပါတယ်လာသာမဲ့ပါလာသာမဲ့ဆိုတော့လာသာမပေးခြင်းလို့ဒီလိုဆက်ကနေအလကားဝါစီကနေထုတ်ရိုက်နေတဲ့နော်ကျမတို့စီကအလကားပဲတင်းနေယူထားတဲ့ငွေတွေတောင်မှကိုဝင်တော့ကိုပတ်ဆက်မပေးတဲ့အစိုးရမျိုးကိုဘလို့ကြာကြာဆက်ပြီးတော့ပြည်သူတွေအမြင်နဲ့ဘလို့မျိုးဆက်ကိုဝယ်နေလဲကျမတို့လည်းနားမလဲပါဘူးအဲ့တော့ကျမတို့ပြည်သူတွေဘာလို့ရမလဲသူကတော့ကျမတို့ဇက်နာနာကိုပဲပဲဖြစ်ဖြစ်ကျမတို့တိုင်းပြည်မှာလူနှစ်တန်းကျူကျူလာနေသူနဲ့နှစ်ယောက်တည်းရှိသေးသေး သူကဒီဒီတိုင်းပြည်ကိုမရမကအဲအတင်းအာနာဆက်ကင်မှာဖြစ်တဲ့တို့ကကျမတို့ကတော့အဆုံးထိတိုက်ရမယ်လူကတော့တိုက်ရမှာပဲဒီဒဇက်စာတွေကတော့ကိုတောင်လဲတော့ဖြစ်နေမှာမဟုတ်ဘူးကုဆူနာမီအလတ်တွေကဒီဟိုဟာအင်ဒိုနီးရှားမှာလည်းတတိပေးထားတယ်နောက်ထိုင်းနိုင်ငံမှာလည်းတတိပေးထားတယ်ဒါဆူနာမီဟစ်မှာဆိုလို့ရေတွေကလာမှာဆိုတော့ကြောက်လို့เนาะဒဇက်စာက ိုင်းပြည်တိုင်းမလွတ်ပါဘူးဒါပေမဲ့တိုင်းပြည်တိုင်းလွတ်တာကတော့စစ်အာဏာရှင်ပါเนาะအာဏာရှင်လက်ကနေတိုင်းပြည်တိုင်းမကြနေပါဘူးဒီဒဇက်စာဆိုတာကိုတယောက်တည်းဖြစ်နေရတဲ့ကိစ္စမဟုတ်ဘူးခုကျမတို့နဲ့ဒီလိုဖြစ်နေတဲ့ကာလမှာပဲကိုရီးယားမှာလည်းတော်မီလောင်တို့လူအဖိုးအဖွားတွေရောလူတွေရောလူအစိတ်လောက်တည်သွားပါတယ် နော်ကျမတို့မြန်ဝါထင်တယ်မဲဟောလိဝုဒ်ကြီးနော်ကျမတို့အမေရိကန်အာတကဘာလုံးကစိတ်ဝင်စားနေရတဲ့ဒီဟောလိဝုဒ်ရှိတဲ့နေရာကြီးလဲဒါ desert star ပါပဲတဘာဝဘေးအန်နေရဆိုတာတိုင်းပြည်တိုင်းဖြစ်ပါတယ်တိုင်းပြည်တိုင်းခံစားရပါတယ်ဒါပေမဲ့တိုင်းပြည်တိုင်းမှာအာနာယူစစ်ယူကိုလူမျိုးကိုတတ်တဲ့လူတိုင်းပြည်တိုင်းမှာမရှိပါဘူးနော်ဒါကြောင့် လောက်တာလောက်ပါဝမ်းနေတာလည်းဝမ်းနေပါဝမ်းနေတာကိုအပြန်ဖြည့်ပြီးတော့ကျမတို့တူတူညီညီပြန်တိုက်ကြပါမယ်เนาะအဲ့တော့အော်အခုလို့ပြောနေတဲ့ကာလမှာပဲမကွေးတိုင်းမှာမနေ့ကအခုပေါ့เนาะဒါဘာမှပြရတော့အဲ April လေးကိုရောက်သွားပြီ March 31ရက်နေ့နေ့လယ်မှာမကွေးတိုင်းမှာဘုံနဲ့နေရာဆက်နေရာကိုလာပြီးတော့ဘုံချသွားပါတယ်เนาะအဲ့တော့ ဒီသူတို့သူတို့လက်ခံထားတဲ့သတင်းတောက်ကပဲခုနလေးနေမဲ့သတင်းမှာကြေညာသွားတာကအာဒီလိုပဲအပြည့်အစည်တွေရှိပါတယ်ဒီလိုမျိုးတွေလူတွေဖော်လို့မရပြုလို့မရတာတွေရှိပါတယ်အကူအညီတွေလိုပါတယ်ဒါပေမဲ့အဲ့လိုအချိန်မှာပဲဒီ military hunter ကနေပြီးတော့အဲပြည်သူတွေကြီးကိုဘုံတွေပစ်ချပါတယ်အဲအခုတည်းကသူဘုံချမျိုးဒီ28ရက်နေ့ငလျင်လှုပ်ပြီးတဲ့အခါမှာနောင်ချိုမျိုးလှုပ်တယ် 29 30မှာကြောက်ဖြူတို့ကရင်ပြည်နယ်တို့ဘက်မှာဘုံတွေမဟာတွေကပြစ်ချတယ်30တရက်နေ့နေ့လယ်မှာပဲမကွေးတိုင်းဆို10နေရာเนาะ10နေရာဘုံချသွားပါတယ်ဒါကြောင့်ကျမတို့ကဒီလိုတစက်စာကိုတန်တာအလှူဒါနကြိုက်တဲ့လူမျိုးဆိုတော့တစက်စာကိုလှူတာတော့လှူပေါ့နော်အဲ့လိုဓာတ်ပုံတွေနဲ့တကားကားနဲ့ဓာတ်ပုံတွေရိုက်နေမဲ့စာတယောက်တစ်လက်အုပ်တစ်လုံးစီဝိုင်းပြီးတော့ ကူပြီးတော့မပေးလို့ရပါတယ်เนาะအဲမန္တလေးစကိုင်းဆိုတာဖုန်ကြီးမြို့ပါအဲ့တော့ဖုန်ကြီးတွေဆိုတာလူငယ်တွေအများကြီးပါအဲ့တော့စစ်သားတွေပဲလုံလို့ရတာမဟုတ်ဘူးမိသက်သမားတွေပဲလုံလို့ရတာမဟုတ်အနီးကပ်တိုက်ရဲ့အနီးကပ်ကိုတော့ဒါ professional တွေဖြစ်ဖြစ်เนาะ volunteer လူတွေရပဲဖြစ်ဖြစ် cloth ကတ်သွားလို့ရပါမယ်တိုက်ရဲ့အဝေးကအုပ်ပုံကတော့ပြည်သူတွေတယောက်တစ်လက်တအားနဲ့เนาะဓာတ်ပုံတွေရိုက်နေမဲ့အစား နော်တစ်တော်တွေမှာတယောက်တစ်လက်ငါသူသူထက်ငါအပြိုင်ဆိုင်ရိုင်းနေတဲ့လူတွေကလည်း BBC ကခံထားတဲ့လူလည်းမပါဘူး CNN ကခံထားတဲ့လူလည်းမပါဘူးမြမအလင်းသတင်းရလူတွေလည်းမပါဘူးကိုယ့်ရဲ့ဒီတယ်လီဖုန်းကိုဘယ်လိုနေရာမှာတုံးရလဲဆိုတာကိုမြမလူမျိုးတွေနည်းနည်းအလွဲတုံးအလွဲမှားနေတယ်အဲ့ဒါတွေနည်းနည်းပြန်သုံးသပ်ပါကင်မရာတွေဗီဒီယိုတွေပါတာနဲ့ရှောက်ရိုက်တာ ဒီအုတ်တယောက်တလုံးသာဝိုင်းပြီးတော့တဲ့ပေးမှဆိုရင်ဒီပေါက်မှာပြိနေတဲ့လူတွေကအချိန်မီပြန်ထွက်လာနိုင်မယ်လို့ကျမတို့အနေနဲ့ယုံကြည်တယ်အဝေးကကြည့်ရတယ်နည်းနည်းအဆင်မပြေဘူးနောက်ဟိုဘမအမကြီးကြောက်ကိုတိုင်းကကင်မရာတွေရိုက်နေပြီးတော့ဝိုင်းကြည့်နေတဲ့လူတွေကကဲတဲ့ဒီမှာထပ်ပုံများနေတယ်ဆိုတာတဘာဝမဆန်ပါဘူးเนาะအဲ့တော့နောက်တစ်ခုဒီအခုကြာလာမဲ့ တင်းကြံပွဲကိုထိုင်းနိုင်ငံကဒီနှစ်အတွင်းမှာဝန်ထဲချင်းအထိမ်းမှနေတယ်တင်းကြံလုံးဝမလုပ်ပါဘူးလို့ဝန်ကြီးချုပ်ကပြောပါတယ်ဟုတ်မဟုတ်တော့ကျွန်တော်တို့စောင့်ကြည့်အောင်ပါမနော်ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်ဘက်မှာအခုလိုမျိုးတကယ်ဟိုငလင်ကြောကြီးရဲ့တကယ်အ धिक နေရာကနေပြီးကျွန်တော်တို့တိုင်းပြည်ကငလင်ထပြီးဖြဖြစ်တာဟိုတင်းကြံရိမ့်တိုက်မပြတ်နော်အသွာလာမပြတ်တစ်တော့မှအချစ်မပြတ်နော်အဲ့လိုမျိုးလုံနေကြသေးတဲ့အမတွေအကိုတွေကိုမြင်ပါတယ် เนาะဒါကြောင့်လဲမင်းအောင်လိုင်းကအားရပြီးတော့ဟိုလက်ကိုပက်လက်လန်ထားတဲ့တိုင်းပြည်ဖြစ်နေတာပါကျမတို့အတိတရားလေးနဲ့ဘဏ္ဍန်းတက်တက်ပါလူသားစိတ်ရှိရင်နှစ်တန်းတက်လဲပညာလို့ပြောလို့မရပါဘူးလူသားစိတ်ဆန္ဒရှိရင်ကျမတို့ဒီဒဇန်စာလဲကုလို့ရသလိုတော်လိုင်းရေးအာဒီကာဝေးပြည်သူကာဝေးတက်တယ်ကိုလဲကျမတို့၆ပတ်လို့ရပါတယ်အခုက ဒီလိုမြဝါထင်နေမြင်ရတာဗောနော်မန္တလေးသူသားမြန်တလေးသားတွေမြဝါထင်နေမြင်ရတာဒီအုတ်တွေကိုတယောက်တစ်လုံးဝိုင်းတယ်မယ်ဆိုရင်စစ်တပ်ရှိလို့မသွားဘူးလို့ဟုတ်တယ်ဆယ်နာရီကြာရင်ကာဖျူးရှိတယ်မရှိခင်မှာငါတို့သွားကယ်လိုက်မယ်ဒီအုတ်တွေငါတို့တယောက်တစ်လုံးဝိုင်းမလိုက်မယ်ဆိုရင်နတ်လူသားတို့ခေါ်လဲမယ်ပြီးတော့ကိုလည်းမြင်မြန်ဆန်ဆန်ပြီးသွားတယ်ဒီစစ်စာတွေမြင်ပြီးတော့အပုတ်နိုင်ကြီးထွက်နေတယ်ဆိုတာကတယောက်မှဝိုင်းမကူလို့ပဲလို့ ဟုတ်တယ် shock ဖြစ်တယ်တခဏတော့ shock ဖြစ်တယ်ဒါပေမဲ့အဲ့လောက်ကြာကြာကြီး shock မဖြစ်သင့်ဘူးလို့ထင်တယ်ဘာကြောင့်လဲဆိုတော့ဒီတိုင်းမီကဘုံတဝုံဝုံချနေတာအပွားချအောက်ကလာဆိုတော့နည်းနည်းတံဝေကလေးရပြီးတော့ shock ကခဏပဲပေါ့နော်၄-၅ရက်တော့ shock ဖြစ်ပြီးရင်သက်ရှူမောအဲ့လိုနှလုံးရောဂါတွေအများအားရနေ ID နေတော့မလုပ်ဘူးနောက်ကင်မရာတွေကတကားကားနဲ့ဒီဟိုရုပ်ရှင်မင်းသားမင်းသမီးတွေကိုရိုက်တယ်လို့မျိုးတွေမလုပ်ဘူးကျမတို့ဒီ smartphone ကို ဟိုညံပါပါမတုံးမင်းနဲ့ဒီမှာကင်မရာနဲ့ချိန်တဲ့လူကအုပ်တယ်တဲ့လူတစ်ပုံများနေပြန်ထွက်လာရင်လည်းအဲ့အပောက်ဝတွေမှာကင်မရာနဲ့အလူရဲ့အဲ့မျက်နှာကိုလိုက်ရိုက်တာသတင်းသမားလည်းမဟုတ်ထွက်လာတဲ့လူကလည်းဘယ်နှစ်ရက်ဒီထဲမှာပိတ်မိပြီးတော့ထွက်လာလဲဆိုလူသားချင်းစာနာမှုသူများတိုင်းမြန်မာလူသားချင်းစာနာလို့လာပြီးတော့ကူတာကျမတို့တိုင်းမြန်မာလူသားချင်းစာနာလို့ဘေးနားမှာအုံပြုံပြီးအသက်ရှူပိတ်အောင်ဓာတ်ပုံတွေဝိုင်းရိုက်တာလားဆိုတော့ကျမတို့ BBC ကလည်းလာကလည်းမရဘူး ပြီးရရလည်းလက်ကမရဘဲနဲ့အကိုတို့မတို့အဲ့လိုတွေလှုပ်တဲ့ဥစ္စာဟာလူသားချင်းမဆာနာဘူးလို့ပဲပြောစင်ပါတယ်เนาะကျမတို့တိုင်းပြည်ကကတ်ဆိုင်နေတာပါကတ်တောင်ရိုးရိုးကတ်မဟုတ်ပါဘူးသူများကကတ်ဆိုင်ရင်မီးကတ်မီးလောင်နေဆိုမီးပဲเนาะရေကြီးတယ်ဆိုရေကြီးတယ်ပဲငလျင်ဆိုငလျင်ပဲကျမတို့ကအစိုးရအစိုးရရဲ့เนาะကို့ကို့စီကိုဒီအကယ်တဲ့ရေးတွေချက်ချင်းအချင်းအချိန်မီမရောက်နိုင်ဆိုတော့ ဒီအစိုးရပိတ်ထားလို့ပါเนาะထိုင်ဝမ်ကျွန်းဆိုတာအများနဲ့ငလင်ကျောအများရှိတဲ့အတွက်ထိုင်ဝမ်ကျွန်းဟာဒီငလင်နဲ့ပတ်သက်ရင် professional အစ်စ်ပါသူကိုယ်တိုင်ပြီထားတဲ့အတွက်ထိုင်ဝမ်ကိုတရုတ်အားရအောင်လို့ထိုင်ဝမ်ကလာခဲ့မဲ့လူခွေးတွေရောလူတွေရောဗီဇာမပေးဘူးတဲ့အဲ့တော့လေသိကနေလှည့်ပြန်သွားတာတဲ့အဲ့ထိုင်ဝမ်ဒီလိုမျိုးကဲစရာမကောင်းတဲ့လူလူမျိုးကိုသူ့ဘာသူမင်းအောင်လိုင်းကမကောင်းထားလိုက်ပါတော့ ဟုတ်တယ် तू ကတော့ဗီဇာမပေးလို့ကဲတဲ့လူကကဲတဲ့လူတော်မှဗီဇာမပေးဘူးဆိုထားလိုက်ပါတော့အဲ့တော့ကိုကလည်းကဲလို့ရတယ်ဘုန်းကြီးအင်အားမန္တလေးမြို့ဆိုရန်ကုန်မြို့ကလူ၁၀တန်းလောက်ရှိရဆိုမန္တလေးမြို့မှာလူ၅တန်း၆တန်းလောက်ရှိပါတယ်အဲ့တော့တယောက်တည်းလဲ1လူကူလိုက်ရင်အဲ့အပူရောထဲမှာပိတ်မိနေတဲ့ဒီပြည်သူတွေဒယံရလူဆိုသွေးထွက်လုံလို့တေလောက်လောက်ပြီเนาะအဲ့တယောက်တည်းလဲ1လူကူကြပါလို့เนาะပြောချင်တာဒီလောက်ပါပဲ ဟိုစူရတာများတော့လည်းမကောင်းเนาะဆရာမကြီးဖြစ်ရတယ်မကောင်းအခင်ဗျလာကူလေးတဲ့ခုန YouTube မှာလွှတ်တယ်တော့ပြောတယ်နင်လာကူလေးဆိုကျွန်မကူနေပါတယ်လို့เนาะအဲ့ဒါပဲအဲဟိုကြွားတာလည်းမဟုတ်ပါဘူးဒါကြီးကဒါဒီနေရာနာရေးမှာကူတာကကြွားမဲ့အရာတော့မဟုတ်ပါဘူးเนาะအဲ့တော့အားလုံးပဲကျွန်မတို့တိုင်းပြည်မှာ ဟိုရန်သူမျိုး၅ပါးနဲ့တကယ်ကိုကြုံတွေ့နေရတာပါเนาะမင်းအောင်လိုင်းဆိုတော့ကျမမချစ်မနစ်သက်သောသူတွေမှာပါပါတယ်အခုတလောမှာလည်းသတင်းသမားတွေလည်းတိတ်တင်တာပဲသူ့ဆောက်ခွက်ကြီးပဲပြင်နေရအတွက်တနေ့တနေ့အကုသူကတော်တော်များတာသူ့ကိုကြည့်ရတာဟိုကအကုသူတစ်ပါးပဲနော်အဲနေပြည်တော်မှာသူ့ရဲ့ဝန်ထမ်းတွေကိုလာတာမပေးခြင်းလို့အိမ်လည်းမရှိတော့ဘူးသူတို့တက်ရမယ်ယုံလည်းမရှိတော့တဲ့အတွက်အိမ်ပြန်လွှတ်လိုက်ပါတယ်တဲ့အဲ့ဒါနေပြည်တော်ရဲ့သတင်းမှာအဲ့တော့ အဲဘသူကိုမှအချိုးမပြူတဲ့เนาะလူကကျမတို့စီမှာအစိုးရဖြစ်ချင်နေတာဘယ်လိုလုပ်ကြဘသူဘသူကိုမှအချိုးမပြူတာเนาะသူနဲ့ဂျူဂျူလာလွယ်ပြီးတော့သူတို့နှစ်ယောက်တည်းပဲကြံခဲ့သူမိမောင်မဲထဲခိုင်းပြီးသူသမရလုံးမဲ့လူဖြစ်တဲ့သူကကိုယ့်ဘာကိုပြန်စင်းစားကျမတို့လူမျိုးနဲ့ဒါမျိုးလူနဲ့ထိုက်တန်သလားဆိုတော့သူ့ဘေးနားလူတွေကပါဆွဲတီးလိုက်ဖို့ကောင်းတယ်အမှန်တကယ်အဲ့လောက်ပါပဲဘေးကင်းရအောင်စိတ်ချမ်းသာကြပါစေ ကျမတို့အခုချိန်မှာစစ်တိုက်တာတို့မတိုက်တာတို့တွေထက် ကျမတို့ပြည်သူကာကွယ်ရေးတပ်ဆိုတာဘာနာမည်နဲ့ကာကွယ်ဖို့ဖြစ်တာလဲအဲ့တော့ကိုယ်ပဲနားမှာကာကွယ်နေလဲဆိုတာလူသိကြမလို့ပါဘူးတိတ်တိတ်ကလေးတတလေးလူကြောင်မူကြောင်နဲ့ရောပြီးတော့ယူနာဖောင်းချုပ်ပြီးတော့ကုညီလို့ရတာတွေအများကြီးပါเนาะနတ်လူပဲတာဓုခေါ်ပါစေကင်မရာတွေတာဓုခေါ်တာတွေမကြားပါရစေနဲ့ Facebook Social Media ကိုရောက်မှားပြီးတော့တုံးပြနေတဲ့နော်ပမာကြီးကိုမောင်နှမတွေ သဘောပေါက်ပါလို့เนาะအဲ့လောက်ပဲပြောချင်ပါတယ်ကျွန်မရဲ့ post အခုတရားလောက်တက်နေရင်လဲ sorry ပါ ကျွန်မတကယ်အရေးကြီးတယ်လို့ထင်တဲ့အရာလေးတွေကို share ပေးတာပါအဲအရန်များနေလို့ annoying ဖြစ်သွားတယ်ဆိုလဲခုတလောမှာကိုယ် unfollow လုပ်ထားလို့ရပါတယ်ကျွန်မကကျွန်မဒီအရာလေးတွေ share ပေးရအောင်ကျွန်မနဲ့တချို့တခြားနိုင်ငံမိသားစုတွေပါကြည်နေတာဖြစ်တဲ့အတွက်ကျွန်မရဲ့အတိတ်မိတ်ဆွေတွေမြင်ရအောင်လို့တင်ပေးတာပါ ဟုတ်တယ်အန်ဒီလေရန်သူမျိုး၅ပါးထဲမှာတခြားအန်ဒီကငယ်လင်လို့လဲအခုတလောပေါ့နော်တလနှစ်လလောက်ပြန်ပြင်လိုက်ပြီဆိုရင်တော့အဲအားလုံးသော building တွေမဆောင်နိုင်ရင်တောင်မှအာပြီးသွားမယ်ပေါ့နော်ရန်သူမျိုး၅ပါးထဲမှာဟောဟိုမီးဘေးဘာခိုးသူဘေးဘာဘေးဆိုမင်းဘေးရတော့ကိုမသေးမချင်းဒီလူမပြုတ်မချင်းဒီအနာရှင် မပြုတ်မချင်းကိုမသေးမချင်းမြင်နေရမယ်မင်းဆိုမင်းညင်မင်းရုပ်ပတ် เนาะမင်းတော်မဖြစ်သင့်တဲ့လူเนาะအဲ့ဒါကိုမင်းမှာဆိုပြီးအတင်းမင်းနေတဲ့လူတွေနဲ့เนาะအဲ့လိုအဲငိန်ခံနေတဲ့ဂျန်လီတွေကြောင့်မို့ကျမတို့တိုင်အခုသူများတွေကဒီလောက်ဖြစ်နေတာတကြံရင်းတိုက်တဲ့အုပ်စုကရှိတယ်အဲ့ဒါအဘာဘာစကလုံးသုံးပြီးတော့သူတို့ဘယ်လိုဆုပ်ဘယ်လိုပြောရမလားမသိတော့အဲ့လောက်အတိတရားမရှိတဲ့လူတွေနဲ့ကျမတို့လူလာဖြစ်ပြီးတော့ကျမတို့ကဘေးနားနေပြီးတော့မြင်ရတဲ့အကုသို့เนาะအဲ့ဒါ တော်နောက်ဆုံးမချစ်မနစ်သက်တော်သူဆိုတော့ကျမဒီ line ပေါ်မှာတော်တော်မြင်နေရနေ့တူကဒီမင်းအောင်လိုင်းရဲ့မျက်နှာခွက်ကိုမြင်ရတာလေကျမတို့မှာဒါရှင်းရှင်းပြောရင်ဟိုအပူတစ်ပိုင်းမယ်နော်အကုသူရမ်းများပါတယ်အဲ့လူကိုမြင်ရတာအော်ဒီကိုသက်ထွေးနိုင်နေတော့ခင်ရယ်သွားပြောအောင်မယ်ကိုသက်ထွေးနိုင်ရင်အဲ့လူကြီးရုပ်မြန်မာနောင်းလိုပဲမတင်ပါနဲ့ဒီဆောက်ခွက်ကိုလို့သွားပြောအောင်တူတူတိတ်တိတ်တော့ကနေကိုသက်ထွေးနိုင်စီ မရောက်နိုင်ပုံမတက်တက်နိုင်သေးရင်မတင်ပါနဲ့တလားမှာတပုံတော့တင်ပါလို့အာတခြားလူပဲဖြစ်ဖြစ်စိတ်ဝိစုံလေးပဲဖြစ်ခရီးရီခဝါဝါလေးလောက်ပါလို့ဒီစောက်ွက်ကိုမြင်ရတာလေနိုင်ငံတကာမောင်နှမတွေပါအာယုံနောက်လို့အကုသူတွေများလို့လို့နော်အဲ့တော့ကျမတို့မောင်နှမတွေတက်နိုင်တာလေးနေလှူပါဦးနော်ကျမတို့မှာကျမတို့ပဲရှိပါတယ်အထူးသဖြင့်ကျမတို့တွေက international ရောက်နေတဲ့မောင်နှမတွေပါအပါပေါ့နော် ကျမတို့ဟောရဲ့နာမည်တွေဟာမြန်မာနာမည်တွေပါလို့နော်ကျမကိုဆိုရင်ယုံနေရလူတွေရအောင်လာမေးယူရပါတယ်တို့တိုင်ပြီဖြစ်နေရလားဆိုပြီးနော်ဒီလိုမျိုးအဲဒီငါတို့ယုံမှာဗမာမလေးရှိတဲ့ဟေးလို့တိအောင်ကျမကတော့အမေတော်ဆန်းစုကြည်လို့ကပိုင်းပတ်ပြီးတော့တော့ဟိုအောင်ဆန်းစုကြည်တိုင်ပြီလို့မသိပေမဲ့ယုံနေရကျမရဲ့ law firm နဲ့လူတွေတော့ကျမဒီငါတို့ယုံမှာဒီမြန်မာကောင်မလေးတယောက်ရှိတဲ့ဟေးဆိုပြီးတော့ကျမတိခံသားတဲ့လူဖြစ်တဲ့အတွက် အဲကိုကိုကိုအရန်ဖောက်ဖြစ်ပါတယ်အဲ့တော့အလုံးစုံမောင်နှမတွေလည်းကိုကနာမည်ကဗမာနာမည်ဆိုရင်ကိုရဲ့တိုင်းပြည်ဗမာပြည်မြန်မာပြည်မြန်မာနိုင်ငံကြီးကိုကူညီကြပါအောင်လို့မခင်မတို့ကနေပြီးတော့တိုက်တိုက်တွန်းတွန်းလေးစော်ဩပြရစီဒီနေ့မခင်မတို့ TikTok မှာ live လွှင့်လို့ရတော့သွားပြီးလွှင့်လိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ TikTok မှာเนาะအစိမ်းကောင်တွေကเนาะဥကြောင်ကြောင်ကောင်မလေးတွေကိုဘာတွေဘာတွေပြောပြီးတော့တရားဟောနေတာနေမအိမ်ညာမအိမ် နင်တို့ကအိပ်ပျော်သွားပြီးတော့အချိန်တန်ကြရင်ကိုရီးယားမင်းသားလေးတင်းနာရှင်းလင်းပွဲစီရောက်သွားလိုက်အဲဒီဘက်ကိုလာကြည့်လိုက်ဒီဘက်ကငလင်တော်လေးကိုကြည့်လိုက်ငိုလိုက်ကြဟိုဘက်ကဟိုဘွဲဟိုလိုရံဖြစ်တယ်ဟေးဆိုပွဲဟေးပွဲဟေးဘယ်သူလဲရံဖြစ်တယ်ဆိုသွားကြည့်လိုက်ကြနေလို့ရတယ်သူတို့ကမနေဘူးပွဲဟေးပွဲဟေးဆိုမသွားဘူးဒီဟာတွေကအစိမ်းကောင်တွေကတစ်တော့မှ brain wash လုပ်နေတာဘင်္ဂါလီတွေရောအမေစုကိုလည်းဆဲလိုက်တာစုံစမ်းပါစေအမလီ တနေ့လုံးအဲ့လူတရားမအိပ်ဘူးငါကြည့်နေတာသူ့လုပ်ငန်းသူ့လုပ်ကဘာလဲဆိုတစ်တော့မှာသွေးခွဲနေတာလာသူ့လိုက်ကိုလာကြည့်ပြီးတော့ဒီအနီတွေကလည်းဆဲတာပေါ့ तू က तू ကဆဲလေကောင်းနေလေအော် तू ကြည့်တဲ့ view ာတိုးလေ तू လည်းပတ်စံရအုပ် तू ကဟိုမကောင်းတဲ့ဘက်ကပေါ့နော်ပတ်စံလေးရဝန်းလဲဝါပေါ့အဲ့လိုမျိုးပေါ့နော်နောက်ကျမတို့ရဲ့ဟိုမြမအိုက်ဒိုးမှာနော်စုမရပါနဲ့နာမည်အရန်ကြီးတဲ့ရဲနောင်ရဲ့ရောက်ခမတွေဆိုရင်နော် ဝန်ထမ်း၄ယောက်အိမ်ရမိသားစုဝင်၄ယောက်မှာတယောက်ပဲရှင်းပါတယ်နော်ဆိုရင်ကိုတိုင်းပြည်ရဲ့ဟို percentage ကိုကြည့်လိုက်ပါ၈ယောက်မှာတယောက်ပဲရှင်းပါတယ်ကျမတို့ဒီမင်း online နဲ့ဆက်နေရင်ကျမတို့တိုင်းပြည်ရဲ့ percentage ဘယ်လောက်အသက်ရှင်နိုင်မလဲဆိုတာစဉ်းစားပါအဲ့လောက်ကံကောင်းတဲ့ကလေးမလေးဒါပဲရှင်းလာတာပါနော်ငါလူနေတာပဲငါတို့က okay နေတာပဲသူတို့ကသူဖြစ်နေတာဖြစ်ငါတို့ရက်ွက်ကလေးဘာမှမဖြစ်သေးဘူးဆိုရင် ဟိုအန်ဒီဟိုစာရေးဆရာမကြီးပြောသလိုမျိုး ကို့နေရာလေးကို့နေရာလေးအရေးကလေးနဲ့လေလေးတိုက်နေတာနဲ့တာယာနေလို့မရဘူးလို့ဘာဖြစ်လို့လဲဆိုတော့အကုံလုံးကဟို networking လို့ပဲအကုံလုံးကချိတ်ဆက်နေတာဖြစ်တဲ့အတွက်ကိုတိုင်းပြည်မသားမယားဖြစ်တာလဲကိုနဲ့ဆိုင်တာပဲနော်တင်းနေပဲကြည်ပြီးခုံသွားလိမ့်မယ်တင်းနေတအားမကြည့်နဲ့လုံတင်လုံတိုက်တာကိုလုံနေရဆိုတာကဒါကျွန်တော်တို့တိုက်ပွဲဝင်နေတာပါပဲကျွန်တော်တို့ကတော့တော်လိုင်းအပီးအထိ ဟိုဟိုမောရင်ခဏနားလိုက်တယ်အဲရုပ်ရှင်လေးပါလေးတန်းတပါကြည့်လိုက်တယ်။နောက်မိသားစုနဲ့ထမင်းတွေပါအတူတူချက်စားလိုက်တယ်။အဲ့ဒါပဲ relax ဆာပြီးွားရင်တော်လန်ရေးဘက်ကိုပြန်ရောက်တာပဲ။တယ်လီဖုန်းအားလို့ဖားပွင့်လိုက်တယ်ဆိုရင်ဒါတော်လန်ရေးအဖွဲ့တွေနဲ့နီးစက်ရနီးစက်ရဒီလိုပဲသွားနေကြတာပါ။တော်လန်ရေးသမားလေးတွေကလည်းသူတို့ပေးထားတဲ့မုတ်ဖိုးတွေကိုနှာခမ်းဒီဘက်ကနေပြီးတော့နှာခမ်းဒီမဝယ်တော့ဘဲနဲ့အခုဒီငလင်မှာလာပြီးတော့တချို့ပြင်းမနာတော့ တချို့မျိုးတွေလုံးဝအကူအညီမရပါဘူးနိုင်ငံတကာအကူအညီဆိုတာဝေးပဲကိုယ့်လူမျိုးအကူအညီတော်မရတဲ့မျိုးလေးတွေအများကြီးရှိပါတယ်ကျွန်တော်တို့ရှာကြံပြီးတော့အဲ့ညာတွေလိုက်လုံနေပါတယ်အားလုံးပဲပေးကင်းကြပါစေမန္တလေးမှာတော့ထမင်းလူတဲ့လူတွေကိုတပုံးပဲမန္တလေးချမ်းသာတယ်ရှင်မနာလူလို့ပြောတာမဟုတ်ဘူးတခြားနေရာတွေကိုလူကြပါလို့နော်အေးသားရေဆရာမမဝါနဲ့စကားပြောပြီလား လုံးလုံးကျုံကျုံနေဒါနဲ့အဆင်ပြေအောင်နေเนาะလူတွေကိုကူနိုင်တဲ့လောက်သွားကူတွေ့ရင်တီးထလိုက်အဲဒီမှာရပါခဲ့ရလာကြည့်နေလို့လာပြောပြအားလုံးပြီးကင်းကြပါစေရှင်